မြန်မာနွေဥခရိုနီကယ်အော်တိုဘာ27ရက်တွင်ဆိုရှယ်မီဒီယာခေတ်ရဲ့အကျိုးသက်ရောက်မှုတွေပြီးခဲ့တဲ့နှစ်ရက်ဝန်းကျင်ကရန်ကုန်မြို့နှိုင်းသာယာမြို့နယ်မှာရှိတဲ့စတိုးဆိုင်တဆိုင်မှာအသက်5နှစ်အရွယ်ကလေးငယ်တအူးကိုခေါ်လာတဲ့အမျိုးသမီးတအူးကစတိုးဆိုင်ကပျက်စီးခိုးယူတယ်ဆိုတဲ့ဆွဆွဲခံရကလမ်းမပေါ်ရှိဓာတ်တိုင်မှာကျိုးနဲ့ချီပြီးတော့ချင်းချောက်ပြောဆိုတဲ့အဖြစ်အပျက်ဗီဒီယိုလူမှုကွန်ရက်မီဒီယာတွေပေါ်ရောက်ရှိလာပါတယ်။ ဒီဗီဒီယိုထဲမှာပစ္စည်းခိုးယူတယ်လို့ဆိုဆိုခံရသူအမျိုးသမီးကိုဆိုင်ဖန်ရှင်ကတက်တိုင်းမှာကျိုးနဲ့ချီထားဖို့ညွှန်ကြားတာခလေးပါတပါတဲ့အမျိုးသမီးနဲ့အတူကျိုးနဲ့ချီခံထားရပြီးတော့ငိုယိုနေတဲ့အဖြစ်ရင်နှွေးနဲ့လောင်းမယ်ဆိုတဲ့ချင်းချောက်ပြောဆိုမှုတွေကကြည့်ရှုသူတွေရဲ့စိတ်နှလုံးကိုထိခိုက်စေပြီးတော့ဒီဗီဒီယိုကနေခြင်းပြန့်နှံ့ကမြန်မာ Facebook အသုံးပြုသူတွေရဲ့အကြကြည့်ရှုမှတ်ချက်ပြီးမျှဝေမှုအများဆုံးအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ် ဒီဗီဒီယိုထွက်ပေါ်ပြီးနောက်တရက်မှာတော့ပျက်စီးခိုးယူတယ်လို့ဆွဆွဲခံရသူအမျိုးသမီးကျိုးတုတ်ချင်းချောက်သူစိုင်းပိုင်ရှင် အမျိုးသမီးတို့ကိုရဲစခန်းကကောဆောင်သွားတယ်ဆိုတဲ့သတင်းတွေတက်လာတယ်လို့ကျိုးတုတ်ကချင်းချောက်ခံရတဲ့အမျိုးသမီးခလီးငယ်တို့ကိုလည်းကူညီဖို့လှုံ့ဆော်ကြတဲ့ဆိုရှယ်မီဒီယာမှာလူသိများသူနဲ့အခြားသောကူညီလိုသူတွေကအသီးသီးအသက်ဝင်လှုံ့ဆော်လာကြတာတွေ့ရပါတယ် ဒီအဖြစ်ပြက်မှာအများစုကအဆိုပါဆွဆွဲခံရတဲ့အမျိုးသမီးကခိုးမှုကျိုးလွန်နေဆိုသည့်တိုင်အခုလိုတက်တိုင်းမှာကျိုးနဲ့ချီပြီးတော့နှိမ့်ဆက်ချင်းချောင်းမှုလောက်ခွင့်မရှိကြောင်းနဲ့ကလေးငယ်ကိုပါအမျိုးသမီးနဲ့အတူကျိုးနဲ့ချီပြီးတော့ညှဉ်းပန်းမှုကအတော့ကိုလွန်လွန်ကျူးကျူးလှုပ်ဆောင်မှုအဖြစ်မြင်ကြပါရယ်အချို့သောသူတွေကတော့မကြာခဏပစ္စည်းခိုးယူခံရတဲ့ဆိုင်းဖိုင်ရှင်ဘက်ကိုကိုချင်းစာနာပြီးတော့စိတ်လိုက်မှန်ပါလှုပ်လိုက်မိတယ်ဆိုတဲ့အမြင်မျိုးပစ္စည်းခိုးယူတာမိသွားခဲ့ရင်တောင် ကလေးနဲ့အကာအကွယ်ယူတယ်ဆိုတဲ့အမြင်နဲ့ဝေဖန်ပြောဆိုကြတာတွေ့ကြရပါတယ်။ကလေးတွေကိုအကာအကွယ်အဖြစ်ယူပြီးတော့ခုံးမှုကျူးလွန်နေသူတွေကိုကလေးငယ်တွေကိုလမ်းမှာတောင်းရန်ခိုင်းတဲ့အဖွဲ့တွေကလေးအရွယ်မိမိသားသမီးတွေကိုတောင်းရန်သူတွေထံငားရက်နဲ့အဖြစ်တွေရှိနေတယ်ဆိုတဲ့ပြောဆိုဝေဖန်မှုတွေနဲ့အခုဖြစ်ရမှာမကြာခဏပြည်စည်းပျောက်ရှတဲ့စိုင်းရှင်တွေကိုကိုချင်းစာတဲ့ရှုထောင့်ကဝေဖန်သူတကူအားပြီးအဖြစ်မရောက်သင့်ဘူးလို့ဝေဖန်သူအချို့လည်းရှိနေကြတာတွေ့ရပါတယ်။ ကုန်စည်နှုန်းတွေအစမတန်ကြီးမြင့်လာနေပြီးတော့အလောက်ကိုင်းရှားပါတဲ့ဒီနေ့ခေတ်ကာလမှာခက်ခဲကြက်တဲလာတာကြောင့်ခိုးမှုတွေတောင်းရန်စားတောက်သူတွေများပြားလာတယ်လို့ရှုမြင်ကြသူတွေကခေတ်အခြေအနေကိုအပြစ်တင်ပြီးတော့အခုဖြစ်ရမှာဆွဆွဲခံရသူအမျိုးသမီးအနေနဲ့အမှန်တကယ်ခိုးယူတယ်ဆိုရင်တော့မှခေတ်စနစ်ကိုအပြစ်တင်ရမှာဖြစ်တယ်လို့အမြင်ရှိသူတွေလည်းအများပြားရှိပါတယ် ဆရာနာရှင်တင်ခဲ့တာကြောင့်နိုင်ငံစည်းဝါရေးကြဆင်းစစ်မှတ်ဖြစ်ပွားပြီးတော့လူလူကြက်တဲ့ဒုက္ခရောက်နေကြရတဲ့လက်သေးအစ်စ်ကအာနာတင်းနဲ့စစ်တပ်သားဖြစ်တယ်ဆိုတဲ့အယူဆရှိသူအရင်ရှင်စနစ်မှာတံပိုးကြီးကြီးမားမားမဟုတ်တဲ့ပမာဏခိုးယူသူတွေကတရားခံအဖြစ်ဖော်ထုတ်အပြစ်ပေးနိုင်ကြပေမဲ့လှုပ်အားကောင်းပုံဖြတ်သူ နိုင်ငံရေးအာဏာလုံပိုင်ခွင့်တွေအသုံးချပြီးတော့ကိုဂျိုးရှာအလွဲသုံးစားလုပ်သူအာဏာပိုင်တွေ၎င်းတွင်နဲ့ပူးပေါင်းပြီးတော့အလို့သမားလူထုကိုခေါင်းပုံဖြတ်သူတွေကိုအရေးယူနိုင်တဲ့ဥပဒေတရားစင်ရေးစနစ်မရှိတဲ့အကြောင်းထောက်ပြဝေဖန်သူတွေလည်းအနည်းစုတွေ့ကြရပါတယ် နောက်ရှုထောင့်တစ်ခုကတော့အုတ်ချုပ်တဲ့အစိုးရအနေနဲ့တရားဥပဒေစိုးမိုးရေးတရားစီရင်ရေးတွေကိုကြက်ကြက်မမက်မလုပ်ဆောင်နိုင်တာလက်စားတာတွေကြောင့်အစိုးရရဲ့တရားစီရင်ရေးကိုမယုံကြည်တော့ပဲဥပဒေချိုးဖောက်တဲ့ခိုးမှုလူရဲမှုကပိုင်းနိုင်မှုတွေကိုဖန်ဆီးရမိတဲ့အခါမှာတော့လူအုပ်စုနဲ့တရားစီရင်ကြတာကမှန်ကန်တယ်ဆိုတဲ့ရှုမြင်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။ အခုလိုင်းသားရအဖြစ်ပြက်မှာလေဆိုင်းပိုင်းရှက်အမျိုးသမီးအနေနဲ့ခလင်းငယ်ပါရောပြီးတော့ကျိုးနဲ့ချီဖို့စီခိုင်းတာကလွဲရင်အခုလိုလှုပ်ဆောင်တာမှန်နေကိုချင်းစာရဲဆိုတဲ့အမြင်ရှိသူအချို့လည်းတွေ့ရပါတယ်အချို့ကတော့ခလင်းငယ်နဲ့ခိုးမှုဆွဆွဲခံရသူအမျိုးသမီးကိုစာနာတဲ့သူတွေအားလုံးကိုတကူအားပေးဆိုတဲ့ဆွဆွဲအပြစ်တင်တာတွေလည်းတွေ့ကြရပါတယ် လူမှုကွန်ရက်မီဒီယာသုံးစွဲသူတွေအကြားအမြင်အမျိုးမျိုးချင်းကပ်ပုံအမျိုးမျိုးရှိနေကြသည့်တိုင်ကလေးငယ်ကိုပါညှဉ်းပန်းနှိပ်စက်တာကိုတော့ဒိုင်းရိုက်ထောက်ခံအားပေးသူမတွေ့ရပါဘူးကလေးငယ်အနေနဲ့အတုံးချခံရတဲ့ဒီလိုကလေးငယ်တွေကိုအတုံးချနေတဲ့ဂိုင်းတွေအုပ်စုတွေကိုအေးအေးယူနှိမ်နင်းသင့်တယ်လို့ဝေဖန်ထောက်ပြကြတာလည်းတွေ့ကြရပါတယ်အမြင်အမျိုးမျိုးရှုထောင့်အမျိုးမျိုးကိုစိတ်ငုံကြည့်ရင်စည်ရန်မွေးတီမှုနဲ့တရားဥပဒေမဆိုးမှုမှုကအခုပြည်ထနာရဲ့အရင်းမြစ်ဖြစ်နေတာပါ ဆင်းရဲမွေးတိမ်မှုကိုမဖြေရှင်းနိုင်ရင်ခိုးမှုတောင်းရန်စားတောင်းမှုတွေကပုံမူကျေပြန့်လာတဲ့ပြဿနာဖြစ်နေမှာသိကြသလိုတရားဥပဒေစိုးမိုးမှုမရှိခြင်းကလည်းအခုလိုခိုးယူမှုတွေတောင်းရမှုတွေမှာဂိုင်းဖွဲ့ကျူးလွန်တာ အုပ်စုဖွဲ့ကျူးလွန်တာတွေကလေးတငယ်တွေကိုနှိပ်စက်စီခိုင်းတာအတုံးချတာတွေရှိနေမှာဖြစ်ပါတယ်။ဒီနေရာမှာဆိုရှယ်မီဒီယာခေတ်ရဲ့မကောင်းတဲ့အကျိုးဆက်တစ်ခုလက္ခဏာတစ်ခုကလည်းအခုလိုလူစိတ်ဝင်စားတဲ့ကိစ္စရဲ့တစ်ခုဖြစ်ပွားတိုင်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။အင်္ဂလိပ်ဘာသာနဲ့ဂျာဂွန်လို့ခေါ်ဆိုတဲ့ဘာသာရပ်ဆိုင်ရာစကားလုံးတစ်ခုဖြစ်တဲ့ Poverty Porn ဆိုတဲ့အခေါ်ပေါ်ရဲ့အတိတ်ပဲကစီးရင်နွမ်းပါတဲ့သူတွေကိုအလှပေးပြီးတော့မိမိရဲ့အမိဂုံတရင်ကိုချင်းပေါ်ကြောချောင်းအောင်လှူဆောင်ခြင်းဖြစ်ပါတယ်။မြန်မာတွေအမိပြောင်းပေးတဲ့ ဲ့ဆင်းရဲသားကားဆိုတာတကယ်ပဲဆိုရှယ်မီဒီယာမှာခေစားတယ်လို့ပြောရမှာပါလူစိတ်ဝင်စားတဲ့ဖြစ်ရပ်တွေလူမှုကွန်ရက်မီဒီယာမှာပေါ်ထွက်လာပြီးဆိုတာနဲ့တပြိုင်တည်းအဆိုပါအာယုံစိုက်ခံရသူတွေကငွေကြေးနေစရာဆေးဝါးပညာသင်ကြားရေးစတဲ့အကူအညီတွေမတီထည့်ဝင်ပြီးတော့လူသိရှင်ကြားကြော်ညာကြတာကဲဆဲကူညီမှုလုပ်ပြီးတော့မိမိနာမည်မိမိတို့အဖွဲ့နာမည်ကိုပို့မှုလူသိများအောင်လှူဆောင်ကြတဲ့အလေးအထားဖြစ်ပါတယ် ဆင်းရဲမွေးတည်မှုပြဿနာတရားဥပဒေမဆိုးမှုမှုပြဿနာရဲ့အကြောင်းရင်းကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ပြဿနာကိုအကြောင်းရင်းကိုဖေရှားဖို့ဝိုင်းဝန်းနှိုးဆော်လှုံ့ဆော်တာထက် ပြဿနာဖြစ်ပေါ်သူတအူးတယောက်ကိုသာကူညီပြီးတော့ နာမည်ကြီးအောင်လှုပ်တာမိမိရဲ့စန္ဒကျေနပ်မှုကိုခံစားရှာဖွေကြတာမျိုးဖြစ်ပါတယ်။တနည်းအားဖြင့်မိမိရဲ့အတ္တကိုအယောင်လက်အောင်လှုပ်တဲ့သဘောရည်ရွယ်ချက်လိုလဲဆုနိုင်ပါတယ်။ဒီလိုလှုပ်နီးလှုပ်ဟန်တွေကအရင်ရှင်စနစ်မှာဈေးကွက်မြင့်တင်ရေးနီးနာတွေတဲကတခုလို့လဲဆုနိုင်ပါတယ်။အရင်ရှင်စနစ်ရဲ့ဖောက်ပြန်မှုတွေအနက်မိမိတို့ကုမ္ပဏီထုတ်ကုန်ပစ္စည်းလူပုဂ္ဂိုလ်ကိုလူသိများထင်ရှားအောင်ကြော်ညာဖို့အတွက်ဆိုတေးတန်းစီရင်ခံရသူကူတော့ချင်းကပ်ပြီးတော့အခကြေးငွေပေးကကြော်ညာခိုင်းတယ်ဆိုတာမျိုးအထိလှုံ့ဆော်ကြတယ်လို့ ဆိုရိုးစကားလေးရှိခဲ့တာပါပြဒနာအရင်းမြစ်ကိုဖြေရှင်းနိုင်ဖို့ထက်လက်တလောအကျိုးအမြတ်ကိုသာဦးစားပေးတယ်ဆိုတဲ့အထိပယ်လေးဖြစ်ပါတယ်အခုလိုင်းသားရဖြစ်ရက်ကယိုယွင်းပျက်စီးနေတဲ့တရားဥပဒေစိုးမိုးရေးစည်ရမွေးတည်မှုနဲ့ဆိုရှယ်မီဒီယာခေတ်ရဲ့မကောင်းတဲ့အကျိုးဆက်ဖြစ်တဲ့၅ဘွဲ့ရ၅သာချပြီးတော့လူတအူးချင်းသူမဟုတ်အဖွဲ့စည်းတွေရဲ့ဂုံတရင်ကိုတောက်ပြောင်အောင်တိုက်ချွတ်ကြတဲ့ဒလိတွေကိုလည်းမိမောင်းထိုးပြတယ်လို့ရှိနေတာလည်းဖြစ်ပါရယ်ခင်ဗျာ